ားလုံးပဲမင်္ဂလာပါ LHK Share Blog ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဆိုတော့ဒီနေ့မျှဝေပြမယ့်ဗီဒီယိုလေးကတော့ကျွန်တော်နားထောင်ခဲ့ရတဲ့ဇလန်းလေးတွေကပြန်လည်မျှဝေပေးသွားမှာဖြစ်ပါတယ်တခါတော့ကလေးလေးတစ်ယောက်ကရေကန်ပြီးနားမှာငုတ်တုတ်ထိုင်နေတယ်အဲ့အချိန်မှာဘေးရပ်ဖြတ်သွားတဲ့စိတ်ပညာပမောက္ခတစ်ယောက် psychology professor တစ်ယောက်ကတွေ့လဲတွေ့တော့ဒီကလေးကိုတွေ့လဲတွေ့တော့စိတ်ပညာ professor ဖြစ်တဲ့အတွက်ဒီကလေးရဲ့စိတ်ကိုခံမှန်းကြည့်လိုက်တဲ့အချိန်မှာဒီကလေးကတော်တော်စိတ်ညစ်နေတဲ့ပုံပေါ်တယ် ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ professor ဒီကလေးနောက်သွားတယ်သွားတယ်သွားပြီးတော့ပြောလဲဆိုတော့ကောင်းလေးမင်းပါထိုင်မင်းပါထိုင်လုပ်နေရတယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာကောင်းလေးကပြန်မယ်ကျွန်တော်အရင်စိတ်ညစ်လို့ကျွန်တော်တည်ခြင်းတယ်ဗျာအဲ့လိုပြောလို့ပြောကော professor ကပြန်ပြောလဲဆိုတော့ဟာမင်းဒီတိုင်းတည်လို့တော့မဖြစ်ဘူးပေါ့နော်မင်းကတော့ပြမယ်ပေါ့ငါပြောပြတာဆုံးအောင်နားထောင်ပြီးမှမင်းလုပ်ချင်တာလုပ်အဲ့ဒါနဲ့ကလေးလေးကအဲ့ဆိုဦးလေးပြောကြည့်ပေါ့အဲ့ဒါနဲ့ professor ကပြောလဲဆိုတော့ လူဘဝကိုရောက်လာတဲ့အချိန်မှာတဲ့လူဆိုတာတခုခုလှုပ်ပြီးမှလူဘဝပြန်ထွက်သွားတာကောင်းနေกว่าတယ်တခုခုလှုပ်တဲ့အရာမှာလဲကောင်းတာပဲလှုပ်လို့ဆိုးတာပဲလှုပ်လို့နှစ်မျိုးတွေကတခုခုကိုလှုပ်ပြီးသွားလို့ရှိရင်တော့မင်းတည်ခြင်းမင်းတည်လိုက်ပြီးတော့ပြန်သွားလို့ကောင်းနေရတယ်ဘာဖြစ်လို့လဲဆိုတော့လူဘဝကိုရောက်ဖို့ကအရင်ခက်ခဲတယ်အဲ့တော့တခုမဟုတ်တခုလှုပ်ပြီးမှပြန်ထွက်သွားတာပိုကောင်းပဲပေါ့နော်ကလေးတွေကဒီစကားကိုကျတော့နားမလဲဘူး ဘာဖြစ်လို့နားမလည်လဲဆိုတော့ကောင်းတာတွေလုတ်ကောင်းတာလုတ်တာတွေမကောင်းတာလုတ်တာတွေပေါ့နော်အဲ့ဒါဘလို့အတိတ်ပဲရလဲပေါ့အဲ့ဒါ professor ဘာပြန်ပြောလဲဆိုတော့လွယ်ပါတယ်ကွာတဲ့ကောင်းတာလုတ်တယ်ဆိုတာတဲ့မင်းခုလမ်းပေါ်မှာသွားလိုက်တဲ့ဒုက္ခရောက်နေတဲ့လူကိုကူညီလိုက်ဘလို့ဒုက္ခရောက်နေလဲဆိုတော့လမ်းဖြတ်ကူဖို့အခက်အခဲဖြစ်နေတဲ့ဖိုးကြီးတွေဖွားကြီးတွေမင်းလမ်းကူပြီးတော့ကူပေးလိုက်လမ်းကူပြီးတော့ကူပေးလိုက်နောက်ပြီးတော့မနိုင်မနှင်းတင်လာတဲ့လူတွေကိုတွေ့လို့ရှိရင်လည်းမင်းကူပြီးတော့ဝင်သေးပေးလိုက် သူများဒီပဲစီးလဲနေရတဲ့ဘာတွေတွေ့လို့ရှိရင်လည်းမင်းကူပြီးတော့အမိုက်ချင်းတွေဘာတွေတဲပြီးလိုက်ပေါ့ကွာတဲ့ဒါကတော့ကောင်းတာလို့တော့ပေါ့တဲ့မကောင်းတာလို့တယ်ဆိုတာကတော့အခုမင်းလမ်းမှာတွေ့ရလူတယောက်ကိုမင်းရိုက်သွားလိုက်ဆဲသွားလိုက်မင်းမကြည့်နဲ့လို့ရှိရင်သူ့ကိုအိမ်ကိုခဲနဲ့ထုခဲနဲ့ထုပြီးတော့မင်းထွက်ပြေးသွားလိုက်ပေါ့ကွာတဲ့အဲ့ဒါတော့မကောင်းတာလို့တာပေါ့တဲ့ဒါမှမဟုတ်ငါတို့လူဘောရောက်လာတဲ့အချိန်မှာကောင်းတာပဲလို့လို့မကောင်းတာပဲလို့လို့တစ်ခုခုကိုလုတ်ပြီးသွားတော့မှပြန်ထွက်သွားမှပြန်ထွက်သွားမှပို့ပြီးတော့ကောင်းနေတယ် အဲ့လိုပြောတော့မှကလေးတွေကနည်းနည်းနားလဲသဘောပေါက်တယ်။အော်ဟုတ်ကဲ့ဗောနော်။အဲ့ဒါဆိုကျွန်တော်လူပောက်ရောက်လာပြီးကျွန်တော်တည်ခြင်းတော့ကျွန်တော်အခုကန်တဲ့ကိုကုန်ချပြီးတည်လိုက်မယ်ဆိုရင်တော့မှကျွန်တော်ဘာမှမလုပ်ရသေးတဲ့အတွက်ကျွန်တော်လူပောက်လာတာဘာအကျိုးမြတ်မှမရှိဘူးဗောနော်လဲဆိုတော့ professor ဟုတ်တာပေါ့တဲ့အဲ့ဒီအတွက်မင်းကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်မင်းတခုခုလှုပ်ပြီးတော့မှမင်းတည်သွားတာမင်းအတွက်ပို့ပြီးတန်ဖိုးရှိပါလိမ့်မယ်တဲ့။အဲ့လိုပြောပြီး professor အဲ့ကလေးလေးအသက်ကိုကယ်လိုက်တယ်ဗောနော်။ဆိုတော့အဲ့မှာကလေးလေးကဘာဖြစ်သွားလဲဆိုတော့ तू อ่ะ အဲ့ဒီအချိန်မှာ professor နဲ့သူနေကဆက်တက်တက်တော့ဗောနော်နောက်နှစ်ပေါင်း10စုနဲ့340လောက်ကြာလဲကြာတော့အဲ့ကလေးလေးကဘာဖြစ်သွားလဲဆိုတော့ဂျူးတွေကိုတတ်တယ်ဟစ်တလာဖြစ်သွားတယ်ဆိုတော့အဲ့တရင်ကိုပြန်ပြီးတော့ဟစ်တလာရဲ့တမိုင်းကြောင့်ပြန်ပြီးတော့ကြည်လဲကြည်ရောစုံလဲစုံလဲကြည်ဒီဟစ်တလာငယ်တော့ကလေးဗောနော်အဲ့ကလေးဘွားတော့အကြောင်းကြီးပြန်ပြီးတော့ဥစားဖြစ်လဲဖြစ်ရောသူ့ကိုကဲလိုက်တဲ့ဒီစိတ်ပညာပါမောက္ခ professor ကိုသွားပြီးတော့တွေ့ရဗောနော် ဒီ professor ကယ်လိုက်လို့ဒီကလေးကအသက်ရှင်ပြီးတော့ဟစ်တလာဆိုပြီးဖြစ်လာတာပေါ့နော်ဆိုတော့ဒါကတော့ကျွန်တော်ကတော့အချင်းချင်းပြောပြတာပေါ့နော်သူကတေချာစာထဲမှာဆိုရင်တော့ကိုကပြီးတော့ reference လုပ်ပြီးရေးထားလဲရှိလိမ့်မယ်ဆိုတော့အဲ့ဒီအချိန်မှာလူတွေကတော့ပြောတယ် psychology professor ဆရာအဲ့လိုပြောလိုက်လို့သူကအခုအဲ့လိုဖြစ်တာပေါ့နော်အဲ့ဒီအချိန်မှာ professor အဖိုးကြီးကပြောတယ်ဆိုတော့အဲ့ဒီအချိန်မှာတော့ငါလူ တယောက်ကိုပဲကယ်လိုက်မယ်လို့သဘောထားပြီးငါလူတယောက်ကိုပဲကယ်လိုက်တာပေါ့ဒီအချိန်မှာဒါဖြစ်လာမှာငါလည်းမသိဘူးအဲ့အတွက်လည်းငါဘယ်တော့မှနောက်တရရမှာမဟုတ်ဘူးဆိုပြီးတော့ professor ပြန်ပြောတယ်ဆိုတော့ဒီစကားဒီပုံမြင်လေးကကျွန်တော်တို့အရန်ကောင်းတဲ့ပုံမြင်လေးတပုတ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ကျွန်တော်လူဘုအောင်ရောက်လာပြီဆိုရင်ကောင်းတာပဲလို့လို့မကောင်းတာပဲလို့လို့တခုခုကိုလှုပ်ပြီးမှပြန်သွားတာပူကောင်းလိုက်မယ်အခုကြည့်နေတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေထဲမှာကိုလှုပ်ချင်တာကိုလှုပ်ရတဲ့လူရှိလား မရှိဘူးเนาะဘာဖြစ်လို့ဆိုတော့တော်တော်ရှားပါတယ်ကိုလုံးချင်တာကိုလုံးရတဲ့လူတော်ရှားကျွန်တော်မနက်အလုပ်သွားတယ်မလေးရှားမှနေတဲ့လူဆိုတော့ပို့ဆိုတယ်ညနေအလုပ်ပြန်လာတယ်တတိခိုင်းနိုင်လုံးရတယ်အဲသူများရဲ့အရေးအဝါတအောင်မှနေရတယ်နောက်ပြီးတော့အိမ်ပြန်တော့လဲလူအများနဲ့နေရတဲ့လူတွေအဆောင်မှနေရတဲ့လူတွေဆိုလို့ရှိရင်ကိုယ်စိတ်နဲ့ကိုနေရတာရရှားပါတယ်ဆိုတော့ဒီချိန်မှာကိုလုံးချင်တာကိုမလုံးမလုံးရသေးဘူးဆိုလို့ရှိရင်ကိုဘဝအတွက်ကောင်းတာတစ်ခုခုကိုလုပ်ဖို့စဉ်းစားမယ်ဆိုလို့ရှိရင်တော့အခုချိန်ကနေစပြီးတော့ပြောင်းလဲပြီးလုပ်လို့ရပါပြီ။ ဆိုတော့ကျွန်တော်ရဲ့စကားလေးတစ်ခွန်းကဒီနေရာမှာမိတ်ဆွေတို့အတွေ့ပြောင်းလဲသွားမယ်ဆိုလို့ရှိရင်တဦးတယောက်ချင်းစီပြောင်းလဲပြီးတော့ကျွန်တော်နိုင်ငံကြီးပြောင်းလဲသွားမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်